ရန်ကုန်မသိန်းလန်းကလမ်းနေရာအတော်များများမှာအခုမိုးကာလအတွင်းလမ်းမိုင်းပြစီမှုတွေများပြားလာခဲ့တာကြောင့်ခီးသောကားတွေကုန်တင်ကားတွေတစည်းချင်းသွားနေရပြီး အချိန်နှောင့်နှေးမှုတွေဖြစ်နေရတယ်လို့မော်တော်ယာဉ်မောင်းတွေစီကနေသိရပါဗယ်။ပသိမ်မျိုးအထွတ်ကိုစုကိတ်အကျော်ကစတင်ကဘုံမြင့်ထွန်းသရအနေအထိလမ်းမိုင်းအတော်များများပြစီနေတာတွေရှိနေသလိုပြုပြင်နေတဲ့နေရာတချို့လည်းရှိတယ်လို့စုံစမ်းသိရှိရပါဗယ်။အဲ့ဒီလမ်းမိုင်းကို နေစိမ့်ဖြစ်တန်းသွားလာနေတဲ့မော်တော်ယာဉ်မောင်းတအူးကပသိရင်ထွက်ကိုစုအထိပဲလန်းကောင်းတာကျန်တာအပေါက်ပြဲကြီးပဲဘုံမြန်ထွန်းထရာရောက်တဲ့အထိအိစိကအသိလေးတွေအထိနာတာဒီလိုပဲတလိန်ချင်းသွားရတာပဲမပိတ်သင့်မဲ့လမ်းတွေပဲအချိန်တွေကြာတာပေါ့ဒီကြားရင်စီကမ်းမရှိတဲ့ယာဉ်မောင်းတွေကလူကြော်ရင်ပိုဆိုးလို့ CJ platform ကိုပြောပါတယ်နေစဉ်ပျက်စီးလေးရှိတဲ့ရန်ကုန်မသိန်းလမ်းမှာစစ်ကောင်စီကလမ်းပေါက်ဖာတဲ့လုပ်ငန်းမျိုးတွေဒါလှုပ်ဆောင်လေးရှိပြီးအကြီးစားပြင်ဆင်မှုအနေနဲ့ ဒကာမျိုးအနေက20ရေကျော်လေးရှိတဲ့နေရာမှာနှစ်မိုင်ဝန်းကျင်ကကွန်ကရစ်လန်ခင်းထားတာမျိုးရှိတယ်လို့သိရပါတယ်။ပတ္တနောမျိုးဝန်းကျင်မှာရှိတဲ့ရန်ကုန်ပသိမ်းလမ်းမိုင်ကတော့ပျက်စီးမှုတွေများနေပြီးတချို့နေရာတွေမှာလမ်းတဝက်ကျော်နေကြနေတဲ့အထိအခြေအနေဆိုးနေတာကြောင့်သွားလာနေကြမဟုတ်ပါကအန္တရာယ်ရှိနိုင်တယ်လို့ကုန်နေကမောင်းနေသူတို့ရဲ့ပြပြချက်အရသိရပါတယ်။